FIFA ကထုတ်ပြန်လာတဲ့ကမ္ဘာကောင်းဆုံးကစားမဆက်တူစီရင် Ecosport ကနေပြန်လဲပြီးတော့မှတင်ဆက်ပေးနေပါပြီ။ကမ္ဘာပေါ်လုံးဖွဲ့ချုပ် FIFA ဘက်ကတော့အနည်းငယ်ကြီးညာနေကြကမ္ဘာအကောင်းဆုံးအမျိုးသားကစားမဆက်တူစီရင်ကိုတည်ဝင်ထုတ်ပြန်လာခဲ့ပါတယ်။ဒီဆက်တူလုံးကအကောင်းဆုံးစကားတင်ဆက်တူဖြစ်ပြီးတော့ဒီထဲကမှတူကပဲ FIFA ပေးရတဲ့ကောင်းဆုံးကစားမစုကိုရရှိသွားမှာလည်းဖြစ်ပါတယ်။ဒုံးစံတိုင်းဒီစုမှာပါဝင်လာတဲ့ကစားမတွေကဥရောပထိပ်တန်းလိဂ်ကြီး၅ခုမှာကစားနေရတဲ့ကစားမတွေလည်းဖြစ်ပါတယ်။ဒီကစားမဆက်တူကဘယ်သူတွေလဲကြည့်လိုက်ကြရအောင်ပါ။နံပါတ်1 Osmani Dembele နံပါတ်1ကတော့ပူပူနွေနွေဘလွန်တော့ဆုရှင်အော့စမန်ဒမ်ဘီလီပဲဖြစ်ပါတယ်။ဒမ်ဘီလီကတော့ပီအက်ဂျီအတင်းနဲ့အတူချန်ပီယံလိအတူရယူထားပြီးတော့ခြေစွမ်းပြနေကြတာပါ။နံပါတ်2ဟာကီမီဒုတိယနေရာကတော့ပီအက်ဂျီအတင်းရဲ့နောက်ခံလူဟာကီမီပဲဖြစ်ပါတယ်။ဟာကီမီကတော့လက်ရှိကောင်းဆုံးနောက်တန်းအစွန်လူဖြစ်ခြေစွမ်းပြနေကြတာပါ။နံပါတ်3ဟာရီကိန်းနံပါတ်3နေရာမှာတော့ဘိုင်မနစ်အတင်းရဲ့တိုက်စစ်မှုဟာရီကိန်းရှိလို့နေပါတယ်။ကိန်းကအကောင်းဆုံးတိုက်စစ်မှုတွေကတအုပ်ဖြစ်ခြေစွမ်းပြနေပါတယ်။နံပါတ်4အမ်ဘာပေအမ်ဘာပေကလည်းဒီစီးရင်းထဲမှာပါဝင်နေခဲ့ပါတယ်။ ဘာဗီယာလက်ရှိမှာရီယယ်မက်ဒစ်တင်ရဲ့အဓိကတိုက်စစ်မှုဖြစ်ခြေစွမ်းပြဂိုရီတင်ယူနေပြီးတော့ခြေစွမ်းပြနေကြတာဖြစ်ပါတယ်။နံပါတ်9နူနိုမန်တက်စ် PSG တင်ရဲ့နောက်ခံလူနူနိုမန်တက်စ်ကလည်းအကောင်းဆုံးဆက်တူရဲမှာပါဝင်နေခဲ့ပါတယ်။ဒီနောက်ပိုင်းမှာမန်တက်စ်ရဲ့စွမ်းဆောင်ရည်ကအတော်လေးကောင်းလာတာပါ။နံပါတ်6ကိုပါမာချယ်ဆီကွင်းလဲလူကိုပါမာကလည်းအကောင်းဆုံးဆက်တယောက်စီးရဲမှာပါဝင်လာခဲ့ပါတယ်။နံပါတ်9ဖက်ထရီဘတ်စလိုနာတင်ရဲ့စပိန်ကွင်းလဲလူပီထရီကလည်းအကောင်းဆုံးကစားမစီးရဲမှာပါဝင်လာခဲ့ပါတယ်။နံပါတ်10ရာဖင်ညာ ဘာစီလိုနာတင်တဲ့အတူပြီးခဲ့တဲ့ရာသီကထူးချေစွမ်းပြခဲ့တဲ့ရာဖင်ညာကလည်းဒီစီးရင်းထဲမှာပါဝင်နေပါတယ်။နံပါတ်6မိုဆာလာလီဘောက်တင်ရဲ့အီဂျစ်တိုက်စစ်မိုဆာလာကလည်းအကောင်းဆုံး၁၁ယောက်ထဲမှာပါဝင်လာခဲ့ပါတယ်။နံပါတ်10ဘီတင်ညာပြည်ကြည်တင်ရဲ့အောင်ပွဲဒီမှာဘီတင်ညာကအတ္တိကနေရာကပါဝင်လို့နေခဲ့တာပါ။ဘီတင်ညာလည်းဒီစီးရင်းထဲမှာပါဝင်လာခဲ့ပါတယ်။နံပါတ်7လမိုင်းယာမဲယာမဲကလက်ရှိဥရောပရဲ့အကောင်းဆုံးလူငယ်ကျယ်ဝင်ကစားမဖြစ်နေလို့ဒီလူစီးရင်းထဲမှာပါဝင်နေခဲ့တာပါ။ ဒီနေ့တင်ဆက်မှာကတော့လောက်ပါပဲနောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါခင်ဗျာ